ုတစ်ပတ်တွင်မြန်မာစစ်ကောင်းဆောင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့တာဟာနိုင်ငံတကာကဖယ်ချင်မှုတွေနဲ့ရင်ဆိုင်နေရတဲ့သမရပူတင်အတွက်အသက်ရှူပေါက်ရစေခဲ့တယ်ဆိုတဲ့ကောင်းစဉ်နဲ့မက်စလာခွန်ရက်ကဆောက်ချင်းနာမော်နင်းပို့စ်သတင်းစာကဆောင်းမကိုပထမဆုံးတင်ပြပါမယ်နိုင်ငံကမှတန်တမာဆက်ဆံရေးရာဖဲချင်းခံထားရတဲ့ရုရှားလိုနိုင်ငံမျိုးကလွှဲရင်မြန်မာစစ်ကောင်းဆောင်လိုပြည်သူကိုတပ်ဖြတ်နေတဲ့အာဏာရှင်တယောက်ကိုဘယ်နိုင်ငံကမှလက်ခံတွဲဆုံမှာမဟုတ်တဲ့အကြောင်း ဝါရှင်တန်အမျိုးသားစစ်တပ်တို့ကပေါမခဇက်ဂရီဘူဇာကဆောင်းမမှာတုံ့တက်ထားပါတယ်မြန်မာနိုင်ငံဟာတကယ်တော့ရုရှားအတွက်ထိတ်တန့်ဦးစားပေးမဟုတ်ပါဘူးဒါပေမဲ့သမ္မတပူတင်ဟာယူကရိန်းစစ်ပွဲကြောင့်နိုင်ငံတကာကဖိအားပေးနေရတဲ့အချိန်မှာအသက်ရှူချောင်စီတဲ့နိုင်ငံဖြစ်မြန်မာကိုရှုမြင်တာဖြစ်ပါတယ်ရုရှားဟာတန်တမာရေးဖဲကျင်ခံထားတဲ့အတွက်သူ့ကိုလက်ခံတဲ့နိုင်ငံတွေနဲ့ဩဇာအာဏာပြန်လည်တိစောက်ဖို့ကြိုးစားတာဖြစ်ပါတယ်လို့ပမခဇက်ဂရီဘူဇာကပြောပါတယ် ဒိုင်းနာလက်နက်ကိုင်ဖွဲ့ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာရုရှားစီကလက်နက်နဲ့နှီးပညာတွေရဖို့ကလည်းဒီခီးစဉ်အတွက်အဓိကရွေချက်ဖြစ်တဲ့အကြောင်း South China Morning Post ဆောင်းပါးကဆိုပါတယ်စစ်ကောင်တော်ဟာ Yak 130တိုက်လေအနေနဲ့နောက်ဆုံးပေါ်ဒရုန်းနဲ့တိုက်ခိုက်တဲ့နှီးပညာတွေပေးဖို့သမရပူတင်ကိုတောင်းဆိုခဲ့တဲ့အကြောင်းဒေါက်တာဇဂရီဘူဇာကပြောပါရယ်စစ်ကောင်စီဟာလေဆောင်တိုက်ခိုက်မှုတွေလုပ်ဖို့တိုက်လေရင်ပို့ပြီးလိုအပ်နေပေမဲ့ ဒီတိုက်လေနေဟာကုန်ကျစရိတ်ကြီးမြင့်နေပြင်ပြုတ်ပြင်ထိမ့်သိမ့်စေနေရုရှားပညာရှင်တွေပါလိုအပ်တဲ့အတွက်ဗန်နာငွေနှဲပါနေတဲ့စစ်ကောင်စီဟာတိုင်းရင်းသားတပ်တရဲ့ထိုးစစ်ကိုဒရုန်းတိုက်ခိုက်မှုနဲ့ထိန်းထားဖို့ရွေတာဖြစ်တယ်လို့ပါမောခဇက်ခရီပူဇာကသုံးသပ်ပါတယ်စစ်ကောင်းဆောင်ရဲ့ရုရှားခီးစင်မှာနည်းပညာနဲ့ယင်းနှမြုပ်နှံမှုသဘောတူညီချက်တွေလက်မှတ်ထိုးခဲ့တာအပြင်တမရပူတင်လိုထိတ်တိုင်းကောင်းဆောင်နဲ့တွဲဆောင်ဝင်ကြခဲ့တာဟာလည်းတန်တမန်ရေးရအောင်မြင်မှုဖြစ်တယ်လို့ဩစတြေးလျအမျိုးသားတက်ကတူကသူ့ဒေသီဟန်တာမတ်စတင်ကသုံးသပ်ပါတယ်။ စစ်ကောင်းဆောင်နဲ့ရုရှားသမ္မတတို့နှစ်ဦးတွေ့ဆုံတဲ့သတင်းတပ်ပုံတွေကိုကြည့်ရင်တရုတ်မြန်မာဆက်ဆံရေးမှာမမြင်ရတဲ့လူပုဂ္ဂိုလ်ချင်းခင်မင်ရင်းနှီးမှုကမြင်နိုင်တယ်လို့ဟန်တာမာစတင်ကသုံးသပ်ပါတယ်။ဇက်ခရီဘူဇာကတော့သမ္မတပူတင်နဲ့စစ်ကောင်းဆောင်တို့ကြားကဆက်ဆံရေးအခြေအနေကိုဓာတ်ပုံနဲ့ရင်မဆုံးဖြတ်နိုင်ပါဘူးလို့ပြောပါတယ်။သမရပူတင်နဲ့တွေ့ဆုံစဉ်ကစစ်ကောင်းဆောင်ဟာကြောင်တောင်တောင်နိုင်တဲ့လောက်ရတီလုတ်ခဲ့ပါတယ်။ယုံနန်းစကားကိုအခြေခံတဲ့ ရှိခေကမြန်မာစာအုပ်တုပ်ကိုပူတင်ကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ပူတင်ဘက်ကတော့စိတ်ရှုပ်ထွေးသွားပြီးထွက်ပြေးခြင်းစေပေါက်နေပုံရပါတယ်လို့တောင်မခဇက်ခရီဘူဇာကပြောထားတာကိုဆောင်းမမှာဖော်ပြပါတယ်။အခုဆက်လက်ပြီးစစ်ကောင်စီဟာရုရှားနဲ့နျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လက်မှတ်ရေးထိုးမှုတွေအကြိမ်ကြိမ်လုပ်ခဲ့ပေမဲ့မြန်မာနိုင်ငံမှာတိစောက်မယ်ဆိုတဲ့နျူကလ িয়ার ဆက်ယုံအမှန်တကယ်တိစောက်ပြီးစီးမဲ့အချိန်ကိုထုတ်ပြန်ထားတော့မရှိတဲ့အကြောင်းကမ္ဘာနျူကလ িয়ার သတင်း WNN ရဲ့သတင်းဆောင်မကိုတင်ပြပါမယ်။ မြန်မာနိုင်ငံဟာရုရှားနဲ့ပူးပေါင်းပြီးနျူကလ িয়ার သုတေသနဌာနတည်ထောင်မှု2015ခုနှစ်မတ်လမှာပထမဆုံးလက်မှတ်ရေးထိုးခဲ့ပါတယ်။အဲဒီနောက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ2022ခုနှစ်ဇူလိုင်လ2023ခုနှစ်ဖေဖော်ဝါရီလနဲ့အောက်တိုဘာလတွေမှာနှစ်နိုင်ငံနျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လက်ကျင့်တင်ကြဖို့နဲ့နျူကလ িয়ার ဆက်ယုံတိစောက်ဖို့စတဲ့ခေါင်းစဉ်အမျိုးမျိုးတက်ပြီးလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်း WNN သတင်းဌာနကဖော်ပြပါတယ်။အခုနောက်ဆုံးအကြိမ်လက်မှတ်ရေးထိုးမှုမှာတော့ 130မဂါဝက်ထုတ်လုပ်မဲ့အသေးစားနျူကလ িয়ার ဓာတ်ပေါင်းမှုတစ်ခုမြန်မာနိုင်ငံမှာတည်ဆောက်သွားမယ်သဘောတူညီချက်ဖြစ်ကြောင်းပြောပါရယ်မြန်မာနိုင်ငံအတွက်ဈေးသက်သာတဲ့လျှက်စစ်တအားနဲ့အလုတ်ကိုင်းခွင့်လန်းနေရရှိစေမယ်လို့သမ္မတပူတင်ကပြောထားပေမဲ့တည်ဆောက်ပေးစီမဲ့အချိန်ကိုတော့ဖော်ပြထားတာမရှိတဲ့အကြောင်းပြန်ပြလိုက်ရပါတယ်ခင်ဗျာ